ားလုံးပဲမင်္ဂလာပါရှင်။အော်တိုဘာလမွေးနေ့ရှင်တို့ရဲ့မွေးနေ့ကြောင့် Open နဲ့ Tourmaline တို့ရဲ့အကြောင်းကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အော်တိုဘာလမှာမွေးဖွားသူတွေအတွက်မွေးနေ့ကြောင့်ဖြစ်တဲ့ Pastone ကနှစ်မျိုးရှိပါတယ်။ပထမတစ်ခုကတော့ Open ဖြစ်ပြီးတော့ဒုတိယတစ်ခုကတော့ Tourmaline ပဲဖြစ်ပါတယ်။ဒီကြောင့်မြေယတနာနှမျိုးစလုံးဟာသူတို့ရဲ့ထူးခြားလှပတဲ့အယောင်သွေးတွေကြောင့်ကြော်ကြပါတယ်။ဟိုဖဲကြောင့်မြေရောင်စုံ ။ Ophe ဟာကြောင်မြက်ရောက်ဆုံးလို့တင်စားခေါ်ဝေါ်လေးရှိတဲ့ကြောက်တမျိုးပါ။သူဟာအလင်းရောင်ပေါ်မူတည်ပြီးတော့အယောင်သွေးမျိုးစုံကိုထွက်ပေါ်စေတဲ့အတွက်အလွန်ကိုမှလှပါပါတယ်။ဒီလိုအယောင်တွေထွက်ပေါ်ရတာကတော့ကြောင်မြက်အတွင်းမှာရှိတဲ့အလင်းပြန်နိုင်တဲ့အမုံတွေတွေကြောင့်ပဲဖြစ်ပါတယ်။ Ophe ရဲ့အဓိပ္ပာယ်တွေကတော့မျောလင်းချက်နဲ့တန်ရှင်းစင်ကြဲခြင်းရှိခဲ့ကလူတွေဟာအိုပယ်ကိုမျောလင်းချက်တန်ရှင်းစင်ကြဲခြင်းနဲ့အချစ်ရဲ့သင်္ကေတအဖြစ်ယုံကြည်ခဲ့ကြပါတယ်။ကံကောင်းခြင်း ။ open ကိုဝစ်စစ်ထားလို့ရှိရင်ကံကောင်းခြင်းတွေယူဆောင်လာပေးနိုင်တယ်လို့လည်းယုံကြည်ကြပါတယ်။တီထွင်ဖန်တီးနိုင်စွမ်း open ဟာတီထွင်ဖန်တီးနိုင်စွမ်းကိုမြင့်တင်ပေးပြီးတော့စိတ်ကူးစိတ်သန်းတွေကိုနှောက်ဆော်ပေးနိုင်တယ်လို့ဆိုကြပါတယ်။ tourmaline အရာအသွေးစုံလင်းတဲ့ကြောင့် tourmaline ဟာလည်းအရာအသွေးအမျိုးမျိုးရှိတဲ့ကြောင့်မြရတနာတစ်မျိုးပဲဖြစ်ပါတယ်။သူဟာအနက်ရောင်ကနေပန်းရောင်အစိမ်းရောင်အပြရောင်အထိအရာမျိုးစုံနဲ့တွေ့ရတတ်ပါတယ်။ ဒါကြောင့်သူ့ကိုအယောင်တွဲစုံလင်းတဲ့ကျောင်းလိုလဲခေါ်ကြပါတယ်။ထော်မလင်ရဲ့အတိတ်ဖယ်တွေကတော့ကာကွယ်ပေးခြင်းထော်မလင်ကိုအန္တရာယ်ကနေကာကွယ်ပေးနိုင်တဲ့အစွမ်းရှိတယ်လို့ယုံကြည်ကြပါတယ်။စိတ်တည်ငြိမ်ခြင်းဒီကြောင်ဟာစိတ်ပိုင်းဆိုင်ရာကိုတည်ငြိမ်စေပြီးတော့စိတ်ဖိစီးမှုတွေကိုလျှော့ချပေးနိုင်တယ်လို့ဆိုပါရယ်။ပျော်ရွှင်ခြင်းနဲ့ချမ်းသာခြင်း။ထော်မလင်ဟာပျော်ရွှင်ခြင်းချမ်းသာခြင်းနဲ့အပြုတဘောဆောင်တဲ့စွမ်းရည်တွေကိုဆွဲဆောင်နိုင်တယ်လို့လည်းအယူဆရှိကြပါရယ်။ဘလို့မျိုးရွေးချယ်မလဲ ။ Open ဟာအရာအသွေးစုံလင်တဲ့အတွက်တခြားကြောင်းမြတ်တွေနဲ့မတူတဲ့ထူးခြားမှုမျိုးကိုပေးနိုင်ပါတယ်။ Tourmaline ကတော့တဦးနဲ့တဦးနှစ်သက်တဲ့အရာကိုအတိအကျရွေးချယ်ဝယ်ယူနိုင်တဲ့အားသာချက်ရှိပါတယ်။အော်တိုဘာလာမှာမွေးတဲ့သူတွေဟာဒီလှပတဲ့ကြောင်းမြတ်ယန္တနာနှစ်မျိုးတည်းကမိမိနှစ်သက်ရာကိုရွေးချယ်ပြီးတော့ဝယ်ဆင်နိုင်ပါတယ်။နှစ်မျိုးစလုံးကလှပတဲ့အတွင်ပြင်နဲ့ကောင်းမွန်တဲ့အတိတ်ပဲတွေရှိကြတာလည်းဖြစ်ပါရဲ့ရှင်။ လာ channel ကို like subscribe လုပ်ဖို့မမေ့ပါနဲ့နော်